ိုဟိုခေါင်းလက်ပေါ်ခေါင်းကြည့်မှာဟိုပျောက်စင်လို့အဲ့လိုပြောမယ်လို့သူထင်တာအဲ့လိုမပြောဘဲသူယော်ရမ်မြစ်မှာသွားယော်ရမ်မြစ်ကသူတို့မြစ်လောက်တော့မကောင်းဘောเนาะအဲ့လိုမျိုးပြောတာအဲ့လိုမျိုးသူစိတ်ထဲမှာသူထင်ပြီးတော့သူကတကယ်လို့ကသူအဲ့အတိုင်းဆက်သွားမယ်ဆိုရင်သူ့အနာအပြက်ဖြစ်မှာပြောင်းမှာပေါ့เนาะဒါပေမဲ့လို့လေသူကသူရဲ့ငယ်သားတွေပြောတဲ့အရာကိုနားထောင်ပြီးတော့အဲ့ယော်ရမ်မြစ်မှာသွားပြီးတော့

ကျမမထိုင်မတန်ပဲနဲ့ဘုရားသခင်ရဲ့အကြောင်းဝင်ရခွင့်ရတဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ဘုရားသခင်နဲ့ယေရှုတင်နေပေါ့နော်ကျမတို့ဒီနေ့အမျိုးသမီးစီဝေးပဲမှာဟိုပေါ့နော်ကျမတို့ခွန်အားရတယ်ဟောလေးပေါ့နော်ကျမတို့အမျိုးသမီးတွေပြောတဲ့ဟိုစာလေးပေါ့ကျမအရင်ပြောမယ်ပေါ့နော်ဟိုဆ iam တ်တော်ဒီနာဟိုမတ်တဲငါငါ့ကိုသူဟိုဥစားပေါ့နော်ဟို ဝင်ငှတယ်ပေါ့နော်စိတ်လုံးနေချတယ်သူဆိုတဲ့အကြောင်းပေါ့ကျမအကြံပေးမယ်ပြောရင်နော်ဟိုအသေးစိတ်လုံးပြောတော့နောက်ပြီးတော့ဒေါ်ဆန်းနေပြီးတော့ဟိုတုတ်တန်ကျန်16ကိုသူဝင်ငှဟိုစပေါ့နော်ကျမတို့ဖော်ပြတယ်ပေါ့နော်နောက်မက်ခရစ်စာစာရန်တရား27ကိုကျမတို့ဖော်ပြပြီးဟိုမချူဟာစာရန်23 ဟိုဂျိုင်ဝမ်ဂျိုင်ဝမ်ဆိုတဲ့အဲအဲအကြောင်းလေးသူပြောပြတယ်နောက်ပြီးတော့နော်ဂျုံကတော့အီဖက်နစ်အီဖက်နစ်ကိုပြောပြောပါတယ်မရင်ကယောမယောမရှစ်ကိုသူဖတ်ဟိုစပြောပြသွားတယ်ပေါ့နော်ဒေါ်ဂျူးကတော့သူကဟိုဘာတွင်းနေဆိုတော့ကျမတို့ပြောရတဲ့ဟာလေးတွေသူကပြန်ရှင်းပြတယ်ပေါ့နော်ကျမတို့မျိုးသမီးကအဖွဲကပြောရတဲ့ အဲအကြောင်းအရာလေးကျမတို့ဒီနေ့မြို့သမီးစီဝေးမှာအရာလေးလုပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအစားကိုကျမနည်းနည်းတက်တည်ခံချင်ပါတယ်လို့ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းတယ်ဘာလို့လဲဆိုတော့ကျမတို့ယုံကြည်သူတွေကအာရောက်တိုင်းကဟိုစာလေးဘုရားအကြောင်း ပြောတတ်ရမယ်ပေါ့နော် ပြော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 ရမယ်ဟိုစာအခွင့်အရေးလည်းရှိရင်ပြောလဲပြောတတ်ရမယ်လေ့လာရမယ်သင်ယူရမယ်ကျမတို့ကျမတို့အသက်အရွယ်ဆိုရင်သွားဝင်နေနေလေရှင်းရတယ်မလားဒါဆိုကျမတို့ဘာမှမသိဘဲနဲ့ပြန်သွားရလို့ဖြစ်စင်းတယ်ကျမတို့ကအင်းဝင်ကလေးဟိုတတ်နိုင်တယ်မဝင်ငှားမယ်သူဖြစ်တယ်လေအဲ့တော့ကျမတို့ကသိကြရမယ် တတ်ထားရမယ်တင်ယူထားရမယ်လေ့လာထားရမယ်ပေါ့နော်အဲ့လိုမျိုးရှိရပေါ့နော်အဲအနေငယ်ကျမလည်းလေ့လာထားတဲ့ဟာလေးတွေပေါ့နော်ကျမဆရာဆရာရင်တရားဟောရရင်နားထောင်နေဟိုနောက်ပြီးတော့ဟိုကျမကြိုက်တဲ့ဆရာတွေပေါ့နော်ကျမကြိုက်တဲ့ဆရာတွေဟို YouTube ထဲမှာပေါ့နော်ကျမဆရာတိုင်းတော့နားမထောင်ပါဘူးကျမကြိုက်တဲ့ဆရာတွေပေါ့နော်သူတို့တရားဟောချက်နားထောင်နေနောက်ပြီးတော့ကျမ ဟိုဖျားเจ้าမော်လားနော်မပြတ်မကွက်ပေါ့နော်တိတ်တိတ်ရောက်တယ်ပေါ့နော်ဒါမင်းတပတ်တည်းရောပြတ်ပါပြတ်ပြတ်သွားတယ်ပေါ့နော်အကျွမ်းပါပြောချင်တာလဲဆိုတော့ဖျားเจ้าကိုကျွန်မတို့ငငယ်တည်းကတက်လာတဲ့အချင်းဟာလေဖျားเจ้าမသွားမနေနိုင်ဘူးအဲ့လိုဖြစ်တာအဲ့ကြောင့်ဟိုစနေဘလို့ခေါ်မလဲငငယ်တည်းကလောက်ခဲ့အရာတစ်ခုပါပေါ့နော်ကိုဘလို့ခေါ်မလဲ ဝိညာဉ်တော်ကဆွဲဆောင်တာပေါ့နော်ဆွဲဆောင်တော့ဖះကြောင့်မတော့အိမ်စိတ်မပြေဘူးလေအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲအဲ့ဒါလေးပြောချင်ပါတယ်လို့အခုဒီနေ့ကတော့ကျမဟိုစာမျိုးသမီးဖွဲ့နေပြီးတော့သူဘယ်တော့တောင်းပေးတာလဲကျမလည်းမသိဘူးပေါ့နော်ကျမလည်းအရင်တလကဟိုစံဝင်ဈေးမှာတော့ကျမမသိလိုက်ဘူးနော် ကျမဒီပတ်နေလဲဆိုအဲကျမလည်းဒီမနေ့မှလေကျမဟိုစာလေးလာထားတဲ့ဟိုစာလေးပေါ့နော်ကျမ်းစာလေးကိုနည်းနည်းနည်းငယ်ပဲဝင်ရပါမယ်လို့အင်းကျမတရားတရားကိုဆရာမမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကျမတို့လေးလာထားတာဟိဟိုကျမတို့ငယ်တည်းကကျမတို့ကယုံကြည်သူနော်ယုံကြည်သူပေမဲ့ပြောင်းလဲသူဟုတ်လားမဟုတ်လားဆိုကျမတို့ ကျမတို့ကတကယ်ဒုတိယမွေးခြင်းကိုခံရတဲ့သူဟိုဒုတိယမွေးခြင်းကိုခံရတဲ့သူဖြစ်ရမယ်ပေါ့နော်ဒုတိယမွေးခြင်းကိုခံရတဲ့တကယ်ပဲဟိုကဲ့တင်ခြင်းစိတ်ချမှုရှိရတဲ့သူဟုတ်ရလားကိုယ့်ကိုစံစစ်ရမယ်ပေါ့နော် ကျမကတော့အရင်တော့ကတော့ငယ်ငယ်တုန်းကတော့ဘယ်လိုခေါ်မလဲကိုကယုံကြည်သူပဲပေါ့နော်ဒါပေမဲ့တော့လေဟိုပါပေါ့နော်ဟိုဟိုဘယ်လိုကဲ့တင်ခြင်းစိတ်ချမှုကိုစိတ်ချလားမစိတ်ချလားတော့ ဟိုစလေးတိတိချာချာမတဲခွဲဘောအတိရတော့ကြာကြာလာပါပြီပေါ့နော်ကြာလာပြီဟိုစဘာလို့လဲဆိုတော့ကျမတို့ငယ်တော့ကယုံကြည်သူဖြစ်တယ်ယုံဖျားချောင်းတက်တယ်မပုံမှန်တက်တယ်တရားဟောချက်တွေနားထောင်တယ်ဒါပေမဲ့ကျမတို့လိုက်လျှောက်သလားဆိုတော့အကုန်မလိုက်လျှောက်ပါဘူးအခုလေကျမတို့ကပြည့်စုံနေလူလားဆိုတော့မပြည့်စုံပါဘူးကျမတို့တွေက အားနှစ်ချက်ဒီအမြဲရှိမှဒါပေမဲ့ကျမတို့အားနှစ်ချက်ကိုပြုပြင်ပြောင်းလဲရမယ်ပြုပြင်ပြောင်းလဲရင်တန်ရှင်းသောဝိညာဉ်တော်ရဲ့ကုညီမဆမှုနဲ့ကျမတို့ပြောင်းလဲရမှာပေါ့နော်ကျမတို့ခွန်အားနဲ့တော့ကျမတို့မရဘူးပေါ့နော်အဲ့တော့ကျမတို့တန်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုအဲတွေးဆောင်မှုကြောင့်ကျမတို့လူကောင်းဖြစ်တာပေါ့နော်ဖခင်သခင်ရဲ့ဟိုစာဟို အာဗရန်ယုံကြည်ယုံအာဗရန်ကဲ့သို့ကျမတို့ယုံကြည်တော်သူများဖြစ်လေပေါ့နော်အာဗရန်အာဗရန်ယုံကြည်ကိုဖြောက်မှတ်ခြင်းတို့ဘုရားသခင်အသက်မှတ်တို့ကျမတို့ကိုလည်းကျမတို့လည်းအလိုပဲပေါ့နော်အာဗရန်လိုပဲဖြောက်မှတ်တော်သူများဖြစ်ပါတယ်ဆိုတဲ့အကြောင်းကျမအနေနဲ့ပြောချင်ပါတယ်လို့ကျမကျမဟိုနှုတ်မှတ်တော်မွေငှခင်ဆုတောင်းချင်ပါတယ်လို့ မိတာလို့ရှင်ဘာကိုရောယေရှုတင်တယ်တိတာလုံးကိုရောနဲ့တူမွေးလို့ရတယ်ခွင့်ပြတော့ကြောင်းကိုရောယေရှုတင်တယ်အနေချင်းမစုံနေရင်များအတွက်ကိုရှင်ရှေ့မှာဝင်ချပါတယ်ဘာပြတခင်တမိပြောမဲ့စကားဒီကိုရောရှင်ရဲ့ကိုရောရှင်ဖွင့်ပြဖွင့်ပြတော့စကားဖြစ်ပါစေတမိနှုတ်ရရှာပါစက်ကိုကိုရှင်ကင်ထူထားတော်မူပါကျွန်မပြောသမီးပြောမဲ့စကားတည်းလေကိုရရှင်စကားဖြစ်စေတော်မူပါသခင်ယေရှုနာမနဲ့ကြောင်းဆောက်၍ ပြောပါသည်ဖတ်မြတ်စွာဘုရားသခင်အာမင်ကျမကျမပြောမယ့်အရာကတော့ဓမ္မရာဇဝင်အအခန်းကြီး9မှာပါတဲ့အကြောင်းအရာလေးပေါ့နေမရဲ့အကြောင်းအရာလေးကျမပြောရှင်းပါတယ်လို့ကလေးနှစ်ယောက်ကတဲ့ကလေးနှစ်ယောက်ကစော့နေကြတယ်စော့နေတဲ့အခါမှာနည်းနည်းကြီးတဲ့ကလေးလေးကငယ်တဲ့ကလေးလေးကို မင်းငါဆော့တဲ့ပုံစံအတိုင်းဆော့ပေါ့နော်မဆော့လို့ရှိရင်မင်းမဆော့နဲ့တော့တဲ့မဆော့နဲ့လို့ပြောတယ်အဲအဲ့ဒါဘာဘာပြောရှင်းတာလဲဆိုတော့ကျမတို့တွေကငငယ်ရရပေါ့နော်ကိုနီကိုဟန်အတိုင်းလုံတတ်တယ်ဆိုတဲ့အကြောင်းပြောရှင်းတာလေဘာဆိုတော့ तू तू ဆော့တဲ့အတိုင်းမဆော့ရင်မင်းမဆော့နဲ့တော့ပေါ့ဆိုပြီးကျမတို့ကကိုနီကိုဟန်အတိုင်းမလုံတဲ့လူဆိုလို့ရှိရင် လှုပ်ချင်ကြတယ်ဆိုတဲ့အကြောင်းကိုငယ်တည်းကကျမတို့စီမှာပါလာတယ်ဆိုတဲ့အကြောင်းဟိုစာဒီကျမဖတ်ရပေါ့နော်အဲ့လိုပဲတဲ့ဟိုစာကျမပြောမဲ့ဓမ္မရာဇဝင်စရုပ်စရုပ်စထောင်းငားမှာပါတယ်နိမန်ကလည်းလိုပဲပေါ့နော်နိမန်ကလည်း तू ကဘုံချုပ်ကြီးဖြစ်တယ်ဘုံချုပ်ကြီးဖြစ်တဲ့အခါကျ तू ကရှူရှူပြာဘုံချုပ်ကြီးပေါ့နော်အဲ့ဒီဥစ္စာကိုကျမတို့ ဖတ်ရအောင်လို့ရှုရိပင်ဘုရုံနေမှန်သည်မိမိတခင်ထံမှမျက်နာရတော်သူဘုံကြီးတော်သူဖြစ်၏အကြောင်းမူကားရှုရိပင်သည်ထိုထိုသူအပြည့်အဝသောအခွင့်ကိုဖျားသခင်ပေးတော်မူပြီးထိုသူသည်ခွန်အားရှိသောစစ်သူရဲ့ဖြစ်သည်သို့တော်လည်းသို့တော်လူနာဆွဲ၏သူကဘုရုံဖြစ်ပေမဲ့သူကနူနာဆွဲနေနူနာဆွဲနေတဲ့အခါကျတော့နောက်အခန်း ခန်းငယ်နှစ်မှာရှရီလူသည် အလိုလောက်တပ်ဖွဲ့ရှိသွားစဉ်တွင်ဣသရေလပြီမှဖန်သောမိမငယ်တယောက်သည်ညီမင်းမယားထံမှကြုံခံရ၏အမဣသရေကဣသရေလပြီမှရှိရဲဟိုကမလီတယောက်ကိုသူတို့ဟိုစပါဘောနော်အိမ်ပေါ်မှာလေးပေါ့ဘလို့အခုခေခေါ်ရမယ်ဆိုရင်အိမ်ပေါ်မှာလေးပေါ့အဲ့ကမလီကနေပြောသူရဲ့မိမစီကနေပေါ့ဟိုသူဟိုစပါဘောနော်မိဟာထံမှနေရတယ်တဲ့ နောက်တစ်ခုကနံပါတ်3သုံးသွားမယ်ထိုထိုဂျွန်မသည်ထိုသခင်ဤရှင်မာရီမြို့၌ပရောဖက်ထံသွားပါလောထိုပရောဖက်သည်သခင်၌နူနာဆွဲသောနူနာကိုပျောက်စီလိမ့်မည်အဆုံးထိဖတ်မယ်နောက်မှကျွန်မပြောမယ်နော်အဲသခင်မအားဆို၏တဲ့နံပါတ်4ဒီမန်ဒီမိမိအရှင်ထံသို့ဝင်၍ဣသရေလအမျိုးမိမ့်မငယ်စကားကိုပြန်လျှောက်၏ ရှိရှိရှင်မင်းကလည်းသွားလော့သွားလော့ဣတရေလာရှင်ပင်ထံသို့စာပေးလိုက်လို့အမိတော် အတိုင်းနိမန်သည်ခွက်အခွက်တရာအရွှေအခွက်60အဝတ်ဆက်စုံယူသွား၍ဣတရေလာရှင်ပင်ထံသို့မိအရှင်ဤစာကိုသွင်းလေ၏ထိုစာ၌ပါသောအချက်ဟူမူကားကိုရောဤကိုရောဒီငါအိချွနိမန်ဤညနာဖြောက်စီစဉ်ကသူ့ကိုဣစာနှင့်သူငါဆင်တို့တည်ဟူပါသည်ရဲ့ ဣသေရရှင်ပြည်သည်ထိုစာကိုကြည်ပြီးမှမိမိအဖို့ကိုဆုပ်၍ငါသည်အသက်ပေးပိုင်နှုတ်ပိုင်သောဖျားဖြစ်သောကြောင့်ဤသူသည် လူမှုကိုချမ်းသာပေးခြင်းငါငါကိုဆေလွတ်ငါထံသို့ဆေလွတ်တော်လောကြည်ရှုလောဤသူသည်ငါကိုအဖယ်များလောရန်ရှာခြင်းဒီကို ကြည်ကြလောဟုဆို၏တဲ့ ဣသေလရှင်ပြန်သည်မိမိအဝတ်ကိုဆုပ်သည်ဟုဘုရားသခင်၏လူအေလိရှဲသည်ကြားလျင်ကိုတော်သည်အပေကြောင့်အဝတ်ကိုဆုပ်သည်နီးထိုသူသည်ငါထံသို့လာပါလိမ့်စေဣသေလပြည်၌ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟုရှင်ပြန်ဟုမာလိုက်လေ၏ထို့ကြောင့်နေမန်သည် မြင်းထားကိုစီး၍အေလိရှဲအင်ရှိမှရက်နေ၏အေလိရှဲကတင်းဒီသား၏ယောရမင်း၌ခုနှစ်ချိန်နောက်ရေချိုးလောအသားပြောင်းဝင်သက်ရှင်လိမ့်မည်လို့ဆက်လို့ပြောလေ၏ ပြောစီ၏။ညီမကလည်းအကယ်၍ပရောဖက်သည်ထွက်လာ၍ငါအနာမရက်လည်းမိမိဖျားသခင်ထာဝရဖျား၏နာမကိုခေါ်ပြီးမိလက်နှင့်သုံးသက်သည်ဖြင့်နူနာကိုပျောက်စီဟုငါထင်၏။ဓမ္မသက်ယုံ၌အဘနာမြင့်ဘာဘာမြင့်တို့သည်ဣတိရာမြင့်အလုံးစုံတဲ့သား၍ကောင်းသည်မဟုတ်လော။ထိုမြင့်သည်ငါရင်ချိုး၍မသန့်ရှင်းရသလောက်ဆိုလေမြက်ထွက်၏ပြန်သွား၏။ ကျွန်တို့ဒီချင်းကား၏အဘအခက်တော်အမှုကိုပြုရမည်ဟုပရောဖက်စီရင်လင်းပြုမည်မဟုတ်လောရေချိုး၍သာတန်ရှင်ခြင်းသို့ရောက်လောဟုစီရင်လင်းအဘယ်များလောက်တာပြီးပြုတော်မူတင့်ပါသည်ဟုလျှောက်ကြတော်ဤမန်ဒီတော်၏ဖျားသခင်လူစီရင်သည့်အတိုင်းယောရမင်း၌ကိုခုနှစ်ချိန်နှစ်တပီသူ၏အသားသည်သူငယ်ဤအသားကဲ့သို့ပြောင်းဝင်တန်ရှင်ခြင်းသို့ရောက်၏တို့ပြီးမှ သူမိမလိုက်တော့သူဘာလို့တော့ကဘုရားသခင်လူထံပြန်လာရင်သူရှင်းနိုင်ရလေဣတရေကပြီမတပါအပေပြီမဘုရားသခင်မရှိဘူးကျွန်တော်မရှိဒီကိုကျွန်တော်သိပါ၏တို့ဖြစ်၍ကိုတော်ဤဂျွန်လူတော်အလူလက်ဆောင်ကိုခရင်တော်မူပါဟုရှောက်လေ၏အဲ့အကြောင်းရာလေးကျွန်မပြောချင်တာပေါ့နော်အဲ့မှာနိမာသူကသူကသူလှောက်ဆောင်ချက်ပေါ့နော်သူသူကသူသူက ဘယ်လိုခေါ်မလဲသူ့သဘောအတိုင်းပဲပေါ့နော်သူသူ့ဟိုစာသူအဲ့ကျွမလေးอ่ะကျွမလေးอ่ะပြောရပေါ့သူတို့ရဲ့ဟိုရှမာရီမှာပေါ့နော်အဲ့ prophet တပါရှိရဲ့ prophet သွားဆူတောင်းရမယ်ရမယ်လို့ပြောတဲ့ခါကတော့ तू อ่ะ तू ဘယင်သွားလျှောက်တယ်ဘယင်သွားလျှောက်တော့ဘယင်ကနေပြီးတော့ ဟိုစာငွေအခွက်ဘယ်လောက်လဲ30ပေါ့အဲ့ဒီမှာပါတဲ့အတိုင်းငွေအခွက်အနေရွှေနဲ့အိမ်နေပေးပြီးတော့ပပင်းကိုစတဆောင်နဲ့ပေးလိုက်တဲ့ခါမှာအဲ့ဒါခါမှာဘင်းကငွေခွက်တရားရွှေခွက်တရားအ60အဲ့ဒါယူပြီးတော့ဘင်းဘင်းကစာနဲ့တကွာဣတရီလာဘင်းသွားပေးတယ်ဣတရီလာဘင်းကိုသွားဆက်တဲ့ခါမှာဣတရီကဘင်းကသူ့အဖွဲ့ကိုစုံပြီးတော့နည်း သူအောငါ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 တို့ဘောနော်ငါဖျားဖျားလည်းမဟုတ်ဘောဟိုဥစားငါငါရဲ့ငါကိုဟိုအဲ့လိုလာပြောရသလားဆိုပြီးသူအမို့ကိုဆုတ်တယ်အခါမှာသူရဲ့ prophet အိန္ဒိယငါစီလွန်လိုက်လို့ပြောလိုက်တယ်အလီရှေယာအလီရှေယာလွန်လိုက်ဆိုလို့ပြောလိုက်တဲ့အခါမှာသူကအလီရှေစီသွားတယ်ဘုရုံနေမှာအလီရှေစီသွားပြီးတော့အလီရှေအိမ်ရောက်တော့ သူသွားတဲ့ခါမှာအီလိရှေကသူ့ကိုပြောလိုက်တယ်ဆိုတော့ယော်ရမစ်မှာသွားပြီးတော့ခုနှစ်ကြိမ်တည်းအောင်သွားနစ်ပါတဲ့သွားနစ်လို့ရှိရင်နင့်အသားညင်ညင်မာပြောက်လိမ့်မယ်လို့ပြောလိုက်တဲ့ခါမှာသူကအဲ့ဒါစိတ်ဆိုးသွားတယ်ငါ့ကိုပေါ့နော်ဟိုစပေါ့ငါတို့ငါတို့တိုင်းပြည်မှာရှိတဲ့မြင့်မြင့်မှာဘာဖြစ်လို့မသွားခိုင်းတာလဲပေါ့နော်သူစိတ်ဆိုးပြီးတော့ပြန်သွားတယ်အခါမှာသူ့ရဲ့ဂျွန်နေကသူ့ဘာလာပြောတယ်။အော်ဟိုစပေါ့နော်သူ့ရဲ့ ပရောဖက်ကပြောလို့ရှိရင်ခဲ့တဲ့အရာလောက်ခိုင်းနေလောက်ရမှာပဲမဟုတ်ဘူးလားတဲ့ဒီဒီရေလေးသွားခုနှစ်ကြိမ်နှစ်တာဘာမှခဲင်းလဲဆိုဂျွန်ကသူပြောလိုက်ခါမှာဂျွန်ဂျွန်စကားကိုသူနားထောင်ပြီးတော့သူ့ရဲ့ဟိုဂျွန်ရဲ့စကားကိုနားထောင်ပြီးတော့သွားလိုက်ခါမှာသူနူနာပြောက်တယ်ဆိုတဲ့အကြောင်းတွေ့ရတယ်ပေါ့နော်အဲ့ခါမှာ तू ကဩဣသရိနာပြီမှာရှိရဲ့ဖျားတွေရလို့ဘယ်ဖျားမှမရှိပါဘူးဆိုတဲ့အကြောင်းသူဝန်ခံတယ်ပေါ့လေ 你们你们是都一样，哎啦，哎，加工起码表要进两批白露，那不说你们你们是都一样，白皮来嗦了，都个都互相压单奶奶，压压压老奶奶，哎呀呀，压压肉来比哟，大理的空都三天嘛天啊，一里些还都来比哟，哦哦搞萝卜搞点米椒，哦表生了，喽飘梅喽都吃呐，哎喽没表梅都叫人比嘛多。 ယောရမိကသူတို့မြစ်လောက်တောင်မကောင်းဘောเนาะအဲ့လိုမျိုးပြောတာအဲ့လိုမျိုးသူစိတ်ရဲ့မှာသူထင်ပြီးတော့သူဟွာတကယ်လို့ကသူအဲ့ဒီအတိုင်းဆက်သွားမယ်ဆိုရင်သူအနာပြောက်ချင်မှပြောက်မှာပေါ့เนาะဒါပေမဲ့လို့လေသူကသူရဲ့ငယ်သားတွေပြောတဲ့အရာကိုနားထောင်ပြီးတော့အဲ့ယောရမိမှာသွားပြီးတော့ဟိုဘယ်လိုခေါ်မလဲကိုနစ်လိုက်တဲ့အခါမှာသူကပြောက်ခွင့်ချင်းကိုရတယ်ပေါ့เนาะအဲ့ဒါကိုကျွန်မ ဟိုပြောချင်တာပေါ့နော်အဲ့ခါမှသူကအဲစစ်သူစစ်ပုံကြုံကြီးဖြစ်ပေမဲ့လေဣတရေရာပြီမှာဟိုဣတရေမှာဣတရေရာပြီမှာရှိရဲ့ဖျားကလွယ်လို့ဘယ်ဖျားမှဟိုစာမရှိဘူးပေါ့နော်တကူမရှိဘူးဆိုတဲ့အကြောင်းသူဝန်ခံနေဆိုတာကိုကျွန်မတွေ့ရတယ်အဲ့လိုပဲကျမတို့တက်တာမှလေကိုယ်သဘောတိုင်းကိုလှုပ်တဲ့အချိန်ပေါင်းများစွာရှိခြင်းဒီဖျားသခင်ကို အားကိုးတဲ့အခါလည်းရှိရတယ်။ဒီခါလေးကိုကကိုကိုယ်သဘောအတိုင်းကိုထင်ပြီးတော့လှုပ်တာကြီးလည်းရှိရပေါ့နော်။အဲ့ဒီအဲ့အဲ့ဓာတွေအတွက် ကျမတို့ကဒီဒီရဲ့ဒီနေမန်ရဲ့ဒီမှာရဲ့အကြောင်းအရာလေးဖတ်ပြီးတော့ကျမသင်ခန်းစာရရတယ်ပေါ့နော်ကိုယ်သဘောအတိုင်းကိုမလုပ်ဘူးအရာရာဘုရားသခင်ကိုဥဒိတ်ထားဖို့ပေါ့နော်အဲ့ဒါကိုကျမတို့လုပ်ရမယ်ဆိုတဲ့အကြောင်းကိုဟိုကျမတို့သိရကျမတို့သိရတယ်ပေါ့နော် ိုနီကိုဟန်နဲ့တဘောမဟုတ်ဖယ်နဲ့ဖျားသခင်ရဲ့ဤတိုင်းကျမတို့လုတ်တဲ့နေဆိုတဲ့အကြောင်းကျမသင်ခန်းစာရပါတယ်လို့အဲ့တော့ကျမတို့ကနေနဲ့လေကျမတို့ကိုကျမတို့အထင်ကြီးတာတွေကျမတို့ကိုကျမတို့အဟုတ်ကြီးထင်နေတာတွေကျမတို့လုတ်တာတွေမန်တာတွေကျမတို့ရဲ့ကျမတို့မှာဘာမှကျမတို့ကအစွမ်းစမရှိပါဘူးဖျားသခင်ရဲ့ဂိယူနာမေတ္တာ ဒီဘုရားသခင်ရဲ့ဆောင်မခြင်းကြောင့်ကျမတို့အသက်ရှင်လှုပ်ရှားခြင်းဖြစ်ပါတယ်ကျမတို့ရှင်အသက်ရှင်နေတာလေဘုရားသခင်ရဲ့ယေရှုတောင်းကြောင်းတာဖြစ်ပါတယ်အသက်ကဘုရားသခင်ပိုင်ပါတယ်ဘာပဲဖြစ်ဖြစ်အသက်ကဘုရားသခင်ပိုင်တယ်ဘုရားသခင်ပြန်ရုပ်သိမ်းမှလည်းကျမတို့ပြန်လို့ရပါတည်ရှင်တိုင်းလည်းတည်လို့မရပါဘူးသူများပြောတိုင်းလည်းတည်တာမဟုတ်ပါဘူးအဲ့ဒါသူများသူများကိုဟိုသူများကိုထက်တာတာ၍ကောင်းနေဆိုတဲ့ခိုင်ချက်ကို ဆရာဒီဘိခဏခဏဖတ်တဲ့ကျမ်းစာကျမနားတယ်အမြဲကြီးသူတမားကိုယ်နဲ့တာယူကောင်းနေတယ်ဆိုရအကြောင်းကျမအခုပဲအခုရက်ပိုင်းမှာပိုစင်ရင်မိရပေါ့နော်အဲ့တော့ကျမတို့ကဟိုဟိုကိုရာလင်အတိဆုံးကိုရာလင်အတက်ဆုံးကိုရာလင်ကိုပြောတာပဲမှန်တယ် အဲ့ဒီဥစ္စာတွေကိုကျမတို့နောင်တရပြီးဘုရားသခင်စီမှာဘုရားသခင်ရဲ့အလိုတိုင်းကျမတို့ရှောက်သွားဖို့ပေါ့နော်ကျမအနေငယ်အနေငယ်တိုက်တွန်းခြင်းပါတယ်လို့အားလုံးပေါ့ဘုရားသခင်ကောင်းကြီးပေးပါစေ I can't love.